တောက်ကြနေမွေးသူအားလုံးမင်္ဂလာပါ2019 February 6ရက်ကနေ14ရက်တွင်တည်ရှိနေတဲ့ကာလအတွင်းအားလုံးသောကံကောင်းခြင်းနဲ့အကျိုးပေးခြင်းများမိမိထံရောက်ရှိနိုင်တဲ့ယရနာဘုံစိုက်ကင်းနဲ့တိုက်နေတဲ့ကာလတစ်ခုကိုဖြတ်သန်းနေရတယ်အခက်အခဲအလုံးကိုပြေလည်အောင်ဖြေရှင်းနိုင်မယ်ငွေကြေးကံလုပ်ငန်းကံကောင်းမယ်လတ်လာပါဥစ္စာတနာ ဖွင့်ပြောမယ်ပြဿနာဖြစ်ရင်လည်း ပြဿနာအားလုံးကိုဖြေရှင်းနိုင်လိမ့်မယ်အချိန်တော်တွင်းမှာဖြေရှင်းပြီးတဲ့ပြဿနာရဲ့နောက်ွယ်ကတိုးတက်မှုအကျိုးပေးမှုတွေကိုရှိမှရောက်လာမယ်ပြိုရွယ်သူတွေစမ်းပွင့်မယ်ချစ်သူများလာမယ်ချစ်သူရှိပြီးသားသူတောင်မှတိုးတက်မကတဲ့မေတ္တာရေးကိစ္စကျုံလာမယ်စွန်စားပြီးလှုပ်တဲ့လှုပ်တွေကအောင်မြင်သွားမယ်ငွေကြေးကန္တာလုပ်ငန်းကန္တာရဲရဲတင်းတင်းရှေ့တူလှုပ်ပါအလုံးမရှိသူအလုံးရှောက်လို့ရတယ်လုပ်ငန်းရှိသူတွေမှာကိုယ့်ရဲ့ဝင်ငွေလစား ဥစ္စာဒနာဖွံ့ဖြိုးတိုးတက်မဲ့ကာလကိုဖြတ်သန်းရတယ်။ဥတီချက်သစ်နဲ့ရေဝဲချက်သစ်တွေကတော့အလုံးစုံစင်ပြေမှုနဲ့တိုးတက်မှုတွေပဲကိုတစစနှွယ်ပြီးတော့လူသမျှအောင်မြင်ကြံသမျှအစဉ်ပြေရည်ရွယ်သမျှထွန်းပေါက်မဲ့နေသားပဲကိုဥတည်တယ်။ရှင်းရနေ့မှာငွေကြေးကံလုပ်ငန်းကံကိစ္စပြောဆိုမှုမှသမျှအစဉ်ပြေမယ်။ပြဿနာအတိုက်ခံအားလုံးကိုကြော်ဖြတ်နိုင်မယ်။ကိုယ့်ရနေ့မှာရန်နောက်ဆက်တွေဝိုင်းနေတယ် မနေ့ပိုင်းမှာမတော်တဆညနေနေကြီးဆိုင်မိုးလွယ်ပိုင်းမှာတော့အရာရာဆင်ပြေပြီးတိုးတက်သွားမယ်ငွေချင်းနဲ့ပတ်သက်တဲ့ကိစ္စအပေးအယူတွေကိုတော့ညနေပိုင်းနေဝင်ပြီးနောက်ပိုင်းတက်နိုင်မလို့ပါနဲ့ဆယ်ရက်နေ့ကတော့ထူးခြားတဲ့ပြောင်းလဲနဲ့တိုးတက်မှုတွေရှိလာမယ်ငွေချေးကံလုပ်ငန်းကံကောင်းခြင်းနဲ့အကျိုးပေးခြင်းရှိမယ်ဆက်တရက်နေ့မှာအပြောင်းလဲသစ်တွေနဲ့တိုးတက်မှုရှိမယ်အခွင့်အရေးနှမျိုးပေါ်မယ်တပြိုင်တည်း တခုတည်းမလောက်မကတဲ့အလုပ်တွေကိုလုပ်ကန်အစဉ်ဖြစ်နေစနေနေ့မှာအပြိုင်တိုက်ခံနေတဲ့ကပောက်တီကပောက်ချာဖြစ်ပြီးမှအလုံရှိရာကိစ္စအစဉ်ပြေသွားမယ်73ရက်နေ့မှာငွေကုန်ကြေးကြများမယ်လုံနေတဲ့အလုပ်တချို့ရပ်တန့်သွားလိမ့်မယ်ရန်တိုက်ခံနေတဲ့ထိတ်တိုက်တွေးပြီးမှအစဉ်ပြေမယ်74ရက်နေ့အဲ့ဒီနေ့မှာငွေကုန်ကြေးကြများတတ်တယ်သူတပားပြဿနာကိုပြဿနာဖြစ်တတ်တယ် တပားသူကို့ပေါ်မှာအပြစ်လွှဲချလိုက်လို့ကို့မှာလိုက်ဖြေရှင်းရတဲ့ဂိမ်းမျိုးတော့ကျုံတတ်ပါလေတပတ်တာကာလအတွင်းတနင်္ဂနွေနေ့မွေးသူတွေနဲ့ပတ်သက်ပြီးစိတ်နှောက်ရှက်ကတိကောင်းနေဖြစ်တတ်တယ်တနင်္လာနေ့မွေးသူတွေကိုကိုကောင်းကျိုးပေးမယ်တွဲလို့အဆင်ပြေမယ်အင်္ဂါနေ့မွေးသူတွေနဲ့ပူပေါင်းပြီးငွေစုလိုက်ဝင်ခြင်းလက်ပွင့်ခြင်းကံကောင်းခြင်းနဲ့ဖန်တီးနိုင်တယ်ဗုဒ္ဓနေ့မွေးသူများကြောင့်ငွေကုန်စိတ်ပန်းလူပန်ဖြစ်တယ် ဇာတာပတင်းနဲ့မွေးသူတွေနဲ့ကိုနေကြအယူဆကွာချမ်းမှုပြဿနာလေးတွေရှိတယ်။ဒါပေမဲ့ပြဿနာဟောင်းတွေကိုတော့ပြန်ဖြေရှင်းလို့ပူးတွဲဆောင်ရွက်လို့ကောင်းတယ်။တောက်ကြံနဲ့မွေးသူများနဲ့ပတ်သက်ပြီးရုံရောက်ကဲရောက်တိုက်ဖြေရှင်းရ။စနေနေ့မွေးသူတွေကိုယ့်ဘောမှာမေတ္တာရေးကံကောင်းမယ်တွဲဖက်ညီညွတ်မယ်အလုံစည်းဝါတိုးတက်စေလိမ့်မယ်။တပတ်တာကာလအတွက်အတွက်မှာနံပါတ်8ခုကိုကနိုင်နေအကျိုးပေးတဲ့အပြာရင်ရောက်မိခိုးရောက်နဲ့ပြရောက်နေကိုအကျိုးပေးတဲ့ အယောင်နေဖြစ်သုံးဆွဲနိုင်ပါတယ်ဝိသေသထူးခြားချက်ကတော့ February 17ရက်နေ့မှာလက်ချက်မယ်အဲ့ဒီနေ့မှာခြိုက်တဲ့အချိန်အားလက်တဲ့အချိန်လေးတခုယူပြီးတော့နိယဖျားစီတီတခုမှသွားပြီးတော့အဖြူရောင်ပန်းတပွင့်နဲ့ဖျောင်းတိုင်အဖြူတတိုင်သွားရောက်မိထုံးပူဇော်ပေးပါလက်နဲ့မင်းအလင်းအောင်ရော့တဲ့အချိန်ကိုကအထောက်ကူပြုတဲ့သဘောပေါ့ အဲ့ဒီအကျိုးဟာတနည်းကိုတွေ့ကောင်းသောအကျိုးဆက်တစ်ခုဖြစ်ဖြစ်ပေါ်လာပါလိမ့်မယ်တပတ်တာတွင် ကောင်းခြင်းကံကြမ္မာများရရှိဖို့အတွက်အိမ်မှာရှိနေတဲ့ဝါတုတစုံကိုရှာဖွေပြီးစွန့်ပစ်လိုက်ပါအညာလုံးစုံကင်းစင်ပြီးကောင်းခြင်းကံများဖြစ်ပေါ်လာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်